ဟယ်လိုအားလုံးဝမင်္ဂလာပါဘူဘောမချန်ကနေကြိုဆိုပါရစေဆိုတော့အာဆင်နယ်ကတော့အက်တလတီကိုမက်ထရစ်ကိုအိမ်ခွင်းမှာ၄ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ကျွန်တော်သာချန်ပီယံစ်လိပွဲစဉ်၃ပြည့်ကစားတဲ့ပွဲမှာအနိုင်ရတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြည့်အောင်ပါဆိုတော့ကျွန်တော် ဝေးဘာလဲဒီ watch down နေဘာလဲလုံးမလို့ပဲဗျာဒါပေမဲ့ကျွန်တော်ဒီနေ့ကအရေးကြီးသွားစရာရှိတာပြီးလို့ရှင်ရက်နေလဲကြာမှာဘာညာနဲ့မနိုင်ပြောရင်ဒီညကိုကျွန်တော်ခီမသွားနိုင်မှာဆိုလို့တိုင်ဘက်မှာဆိုလို့နည်းနည်းပြင်းတာ80ရာခိုင်နှုန်းတော့ပါတာပေါ့လीနော်အဲမလုံးဖြစ်ခဲ့ဘူး sorry ပါနော် sorry ပါဆိုတော့ဒီကြားထဲကဒီ Champions League ပွဲစဉ်တွေလဲလာမယ့်နေ့ဒီမှာ watch down လုံးဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒါပေမဲ့ပွဲကြိုးပွဲပြီးတွေတော့ကျွန်တော်သာပြောကြမယ်ပေါ့လीဆိုတော့ Arsenal က၄ဂိုးမရှိဆိုတဲ့ရလဲနဲ့ Atletico Madrid ကိုကျွန်တော်နိုင်တယ် ဂါဘရီယယ်ကကျွန်တော်ဒက်ဂလန်ရိုက်စ်မာတင်ပြီးတဲ့အလုံးကနေတစ်ဆင့်ပေါ်တော့ကျွန်တော်တို့ဒါအဲဂူးရတယ်ပြီးမာတင်နယ်လီကလည်းလူးဝစ်ကယ်လီရဲ့တော်တော်ကောင်းတဲ့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲပေးပို့မှုနဲ့ပေါ့နော်လူးဝစ်ကယ်လီအဲ့အလုံးကိုပြီးသွားတာဆိုလို့ချင်းတော်တော်ကောင်းနေပြန်တော့ဆိုတော့အဲ့အလုံးနဲ့မာတင်နယ်လီကလည်းအော်ဘလက်လိုဂူးသမားမျိုးလူကိုကျွန်တော်တို့ဒါဝိတ်ဝိုက်ပြီးတော့အသာလေးထည့်သွားတယ်ဗီဒါယိုဂရက်စ်ကလည်းကျွန်တော်နှစ်ကူးသွင်းသွားတယ်ပေါ့နော်ဗရာယိုဂရက်စ်ကကျွန်တော်နှစ်ကူးသွင်းသွားတယ်ဆိုတော့ပြောရရင် 4C ပေါ့နော် ီဒီဒီရလက်ကမျောလိမ့်မထားဘူးမျောလိမ့်မထားဘူးဆိုတော့ဒါအာဇနေအာဇနေရောဗျအိမ်ငွေးမှာနိုင်မှာပဲပေါ့နော်ကျွန်တော်တို့ဒီပွဲကျွတ်သွင်းချက်မှာပြောလို့ပဲနိုင်မှာပဲဒါပေမဲ့ဂိုးတော့ဒီလောက်ပြက်လိမ့်မယ်လို့ကျွန်တော်ထင်မထားတာဒါအကြောင်းရင်းတစ်ခုရှိတယ်ဗျနံပါတ်1ဒီဘယ်လိုပြောမလဲဒီအက်တလတီကိုမထွေးရဲ့ဘက်ကလည်းသူတို့ခံစည်းကဒီယာဒီမှာပေါ့နော်အဲ့လောက်ကောင်းမနေဘူးဆိုပေမဲ့ချန်ပီယံစ်လိပွဲဒီမှာဆိုလို့ရှိရင်အက်တလတီကအမြဲတမ်းအာယုံဆိုင်ကစားနေတယ်မှာပါတယ် เนาะအမြဲတမ်း iOS site ကစားတဲ့နေရာမှာပါတယ်မထင်မဲ့မထင်မဲ့သူဒုက္ခပေးနိုင်နိုင်မှုတွေလည်းကျွန်တော်ရှိတယ်ဒါပေမဲ့လို့ဒီပွဲမှာ Atletico ကအဲ့ဒီ Gabriel ကိုစပီးလိုက်ရအပီမှာလုံးဝကိုခံစစ်က ပြိုဆင်းသွားတာပြိုဆင်းသွားပြီးပြီးတော့ဖီယိုဘေးကနေကျွန်တော်ဖြစ်ကုန်တာသူတို့ရဲ့ defensive shape တွေဆိုလို့ရှိရင်အကုန်တလွဲတွေကြီးပဲအကုန်တလွဲတွေကြီးပဲကျွန်တော်ဖြစ်ကုန်တာဒါအပြင် set piece တွေကိုလည်းသူတို့ကောင်းကောင်းမကာကွယ်နိုင်ဘူးဒီပွဲ၄ခုရလာဆိုအာဆင်နယ် set piece ကနေဘယ်နှခုတော့ကျွန်တော်ရတယ်လေဗျာကျွန်တော်တွေးကြည့်ရင် နော်ဒီမာတီနယ်လီရဲ့တလုံးကလို့ရင်ဂျန်နယ်သုံးလုံးစလုံးကကျွန်တော်ဆက်ပီးစ်ကနေလို့တော့ကျွန်တော်ပြောရမလားပဲဟုတ်တယ်မလားနော်ဘာလို့လဲဆိုတော့ဒါဒီဒီအက်တလက်တီကိုလိုမျိုးခံစစ်အရန်ကောင်းတယ်နော်မာကင်အရန်ကောင်းပါတယ်ဆိုတဲ့အတင်မျိုးကဒီလိုမျိုးခွင့်ပြုရတာဒီလိုဆက်ပီးစ်တွေခွင့်ပြုရတာတွေကတော်တော်ကိုလူအပ်ချက်ကြီးတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အက်တလက်တီကိုဘက်ကကြည့်ရင်တော့ဒီညမှာအာဆင်နယ်လိုအသင်းရဲ့ကွင်းမှာဒီချိန်ပေါ့နော်ဒီချိန်အာဆင်နယ်ရဲ့ကွင်းမှာလာကစားပြီးတော့မနိုင်တာကစိတ်ပြည့်စရာတော့မရှိဘူး တည်တယ်မသူတို့နိုင်တဲ့ပွဲတွေကိုမနိုင်သွားတာမျိုးမဟုတ်ဘဲနဲ့တို့တို့ရှုံးမယ်လို့တွေးထားတဲ့ပွဲမျိုးမှာရှုံးသွားတဲ့အတွက်စိတ်ပျက်စရာတော့မရှိဘူးဒါပေမဲ့ဖိုးစီဆိုတဲ့ရလက်ကအက်တလတီကိုမထွေအသင်းရဲ့အနေထားရတော်တော်စိတ်ပျက်ဖို့ခေါင်းဝမ်းမယ်အနေထားမျိုးအက်တလတီကလည်းရှိချန်ပီယံစ်လိပွဲစဉ်၃ပွဲကစားပြီးတဲ့အနေထားမှာသူတို့တပွဲပဲနိုင်တယ်အဲ့ဒါကလည်း Frankfurt ကိုပြီးခဲ့တဲ့ပွဲစဉ်နှစ်မှာ၅ဂိုးတခုနဲ့နိုင်တာနှစ်ပွဲချုံထားပြီးတော့တိုက်စစ်က9ဂိုးရခန်းစစ်က8ဂိုးပြန်ပြီးထားရတယ်။၃ပွဲမှာ8ဂိုးကျွန်တော်ပြန်ပြီးထားရတယ် နော်သုံးပွဲမှာ၈ဂိုးပြန်ပြီးသားရတယ်။လာလီဂါမှာလည်း၉ပွဲကစားပြီးတဲ့အချိန်မှာ၁၀ဂိုးလာမှမသူပြီးသားရတယ်။ဆိုတော့အက်တလတီကိုရဲ့ဒီယာဒီခန်စစ်ကတော်တော်ကိုအဆင်မပြေဖြစ်နေတယ်ပေါ့နော်။အဲဒါအပြင်နောက်တစ်ခုကဒီအာဆင်နယ်နဲ့ပွဲမှာဆိုရင်အက်တလတီကိုရဲ့တိုက်စစ်ကဘာလဲပေါ့။တိုက်စစ်ကဘာလဲဆိုတဲ့နေရာမှာတိုက်စစ်ရည်ရွယ်ချက်ကဘာလဲပေါ့။ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့က Griezmann တို့ပေါ့နော်ဒီ Julian Alvarez တို့ရဲ့အတွဲကဗျာ။ကျွန်တော်တို့ Griezmann ဆိုလို့ရှိရင်ဒါ creator เนาะပြီးလို့ရှိရင်ကျွန်တော်တို့က uh, force line ပုံစံသူကစားမယ် Everest ကိုကောင်းကောင်းပန့်ပိုးနိုင်တယ်။ဒါပေမဲ့လို့အခုကဒီ Alexander Solo တို့လိုကစားမမျိုးကိုကျွန်တော်ထည့်လာတယ်။ဘော်ဒီကြီးတာကလို့ရင်ဘာမှန်တိုက်စစ်သွားတဲ့နေရာမှာအလုတ်လုတ်လို့မရဘူး။ဒီနေရာမှာဟိုလောင်းဘောတွေကနေတစင် Saliba တို့ Gabriel တို့ကိုဘနော်အိုအမြင်ပေါ်တွေ challenging လုပ်ဖို့လို့ပြောအောင်ကလည်း Atletico ရဲ့ဘက်ကလောင်းဘောသွားတယ်ဆိုတော့ခက်ရှားရှားသူတို့တွေက ground ကနေပြီးတော့ပဲ counter attack တွေပါရင်သွားဖို့လှုပ်တာဒါပေမဲ့ blue man အဆင်မပြေခဲ့ဘူး ။နော်ဒါအပြင်အာဆင်နယ်ရဲ့ဘက်ကလည်းဘောလုံးပိုင်ဆိုင်မှုကိုတစ်ချိန်လုံးနီးပါးအထိအသာစီးယူထားတာမျိုးမဟုတ်ဘဲနဲ့အက်တလတီကိုဘောလုံးရတဲ့ကာဆိုရီမှာဆိုလို့ရှိရင်လည်းသူတို့အနေနဲ့ရှိတ်မကောင်းတဲ့အခြေအနေမျိုးဒီမှာလုံးဝ press မသွားတဲ့အခါမျိုးကြီးကျွန်တော်ရှိတယ်။ပြောရရင်အက်တလတီကိုမက်ထရစ်လိုချင်တာကိုတိတ်မပေးဘူးလို့ပြောရမယ်ပေါ့ဗျာ။အက်တလတီကိုမက်ထရစ်ကကောင်တာအထက်တီသွားခြင်းနဲ့အဲ့ဒီကောင်တာအထက်မျိုးဘယ်နဲ့ချိန်မှအက်တလတီကိုမရခဲ့ဘူး။ဒါကြောင့်ကျွန်တော်အနေနဲ့ပေါ့နော်အဲကျွန်တော်ကြည့်ရရင် လိုအက်သလတီကိုအတင်းတင်းရဲ့ကျွန်တော်စတန်ဒတ်နဲ့ခန်းစစ်မှာတွင်းကူလေးလေးဦးပေးရတယ်ဆိုတာမျိုးကတော်တော်စိတ်ပျက်စရာပါအက်သလတီဘက်ကကျွန်တော်တွေးမယ်ဆိုလို့ရှိရင်ဒါကြောင့်မနော်ဒီပွဲကအက်သလတီဘက်ကကျွန်တော်ကြည့်ရင်စိတ်ပျက်စရာနေသားမျိုးအက်သလတီကိုဘက်မှာလည်းကစားမကောင်းဆိုလို့ဘယ်သူရှိမလဲလော်ရန်တီကျွန်တော်ရှိမယ်ဟန်ကူကျွန်တော်တို့ရှိမယ်ဒါတော့ပဲဗျာဒီထက်ပိုပြီးတော့တော်တော်ထူးထူးခြားခြားလောက်ပြနိုင်တဲ့ကစားမတွေဆိုတာအဲ့လောက်ကျွန်တော်မရှိဘူးဆိုအာဆင်နယ်နဲ့ပတ်သက်လို့ပြောရရင်အာဆင်နယ်ကကျွန်တော်တို့ဒီရှေ့ဒီမှာပြောထားသလိုပဲ ဒီဘယ်လိုပြောမလဲချန်ပီယံစ်လိမ်မှာရောဥရောပမှာရောပေါ့နော်အကောင်းဆုံးခံစီထဲမှာကျွန်တော်ပါတယ်ဒါတွေကကျွန်တော်ဟိုရန်တမ်းပြီးတော့ပြောကြတာတွေမဟုတ်ဘူးပေါ့နော်ဥရောပမှာအကောင်းဆုံးခံစီတို့ပရီးမီးယားလိမ်မှာအကောင်းဆုံးခံစီတို့ဆိုတာမျိုးကကျွန်တော်က data အချက်လက်တွေကကျွန်တော်တွေ့နေရတဲ့အရာတွေအခုလက်ရှိဥရောပမှာသူတို့တွေတုံးပွဲကစားပြီးသွားပြီတကူမှန်ပေးရတယ်လို့ကျွန်တော်မထင်ဘူးအငယ်လေးပြောင်းအောင်လုပ်တယ်နော်တကူမှန်ပေးရတယ်လို့ကျွန်တော်မထင်ဘူးဗျာဒီလားစဉ်းစားကြည့်ရရင်နော်အခုချိန်ထိကျွန်တော်အာဆင်ဟာကျွန်တော်တုံးပွဲကစားတဲ့နေရာမှာတုံးပွဲစလုံးနိုင်တယ် ယာကူရှိကူပေကူ0ယာကူရှိကူပေကူ0เนาะပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းကျွန်တော်ရှစ်ပွဲကစားပြီးသွားပြီ3ဂိုးလာပဲကျွန်တော်ပေးရသေးတယ်ဆိုတော့တပွဲတပွဲမှာအာဆင်နှစ်ဂိုးပေးရတယ်ဆိုတော့တတော်ကိုရှားတဲ့နေထိုင်မှုကျွန်တော်ဖြစ်လာပြီဆိုတော့ဒါဒီအာဆင်ရဲ့ခံစစ်ကိုကျွန်တော်ကောင်းကောင်းမြင်နေတယ်ဒီပွဲမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့ဖူလန်နဲ့ပွဲတို့ဘာတို့မှာတော့ငါလိုမျိုးတတပုံစံနေကြီးမဟုတ်ဘဲနဲ့ပေါ့နော်ခံစစ်အပြောင်းလဲတွေဘာတွေရှိရဲ့နော်ဒီညမှာဆိုလို့ရှိရင်ကျွန်တော်က ကလာဖီယိုရီတို့ကိုကျွန်တော်နားပြီးပြီးတော့လူးစ်ကယ်လီတို့ကစာမောင်ရီကိုထည့်လာတာတွေကျွန်တော်ရှိတယ်။ဒါပေမဲ့ခန်စီကြစ်နေတဲ့ပုံစံကပြောင်းလဲမသွားဘူး။နော်ဂူသမားရာယာကလည်းလုံးဝဒီဖြစ်နိုင်တဲ့အလုံးတွေနော်လုံးဝဂိုးမပေးသင့်ပါဘူးဆိုတဲ့အလုံးတွေကိုရအောင်ကာကွယ်တာမျိုးတွေကျွန်တော်ရှိတယ်။အော်ဒီနေ့မှာအက်တလက်တီကိုရဲ့ဘက်ကဘာဒန်မှန်တာမျိုးတွေပါတယ်တော့ရှိခဲ့သေးတာပေါ့လေ။ဒါပေမဲ့ပြောချင်တာကအက်တလက်တီကိုရဲ့ sorry ပြောရရင်အာဆင်နယ်ရဲ့ခန်စစ်မှာတော်တော်ကိုချစ်လက်မှုတွေရှိနေပြီ။ဒါကလည်းခန်စစ်ကတအားကောင်းလွန်းတာအပြင်ခန်စစ်ရဲ့ရှိမှရှိတဲ့ကွင်းလေ line ကလည်း defensive discipline တွေတအားကောင်းနေတယ်မှာပါတယ်။ Eglonize တို့ကျွန်တော်နေလည်းရှိ Zubimendi တို့နှစ်ယောက်ရဲ့ဒီဘယ်လိုပြောမလဲဘောလုံးကိုမလိုအပ်ဖက်မပြတ်အောင်ထိန်းထားနိုင်မှုတွေနောက်ပြီးလို့ရှိရင် position မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Andy ရဲ့နင်းနေနဲ့ကျွန်တော်ရှစ်သွားနိုင်တာမျိုးတွေခန်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်းပြန်ပြီးတော့ကုနိုင်တာမျိုးတွေဒါရီဟာခန်စစ်ကောင်းွားတဲ့အကြောင်းရင်းတွေကတခုပဲကွန်းလင်ကစားမှနှစ်ယောက်ရဲ့အရေးပါမှုကနော်အကယ်လို့ right step သွားတယ်ဟေ့ဆိုလို့ရှိရင်တော့မှကျွန်တော် fullback တယောက်က inverted ဖြစ်ဝင်ကစားပြီးတော့ကွန်းလင်က Zubimendi နဲ့ပြန်တွဲပြီးရင် ခန်းစစ်၃ယောက်ကိုရှေ့ကနေပြီးတော့တက်နေနေမှာ၂ယောက်ကကာကွယ်ပေးတာမျိုးဒီကာကွယ်မှုကလည်းကြစ်လက်တဲ့အနေအထားမျိုးမှာခန်းစစ်ကိုအန်ဒီရများတယ်ဆိုတာခက်ရှားရှားဖြစ်လာရုံဒါပြင်ဂါဘရီယယ်တို့ဆာလီဘာတို့လိုခန်းစစ်ကစားမမျိုးတွေဆိုတာကလည်း 1v1 situation တွေမှာတောင်မှလုံးဝ under control ဖြစ်အောင်လုံးပြနိုင်တဲ့အတဲမှာကျွန်တော်ပါတယ်ဗျာဟာဟိုနော် full back ကတော့ဘလိုလေးဖြစ်နေတယ် center back ကတော့ဘလိုလေးဖြစ်နေတယ်ဆိုတာမျိုးမရှိဘဲနဲ့ခန်းစစ် line တစ်ခုလုံးငါကတော်တော်အချင်းကြီးကောင်းနေတာအဲကိုအဲကလေးအိုက်ခန်းစစ် line ကိုဂျိုးသွားရင်လည်း ရာယာလိုဂူသမားမျိုးကနှစ်ဆင့်ပုတ်သွားတာနဲ့သုံးဆင့်ပုတ်သွားတာနဲ့နော်ဟိုမထင်မတဲ့ပုတ်ချလိုက်ရတာနဲ့ဒါမှုတွေကကျွန်တော်ရှိသေးတယ်အဲ့တော့အာဆင်နယ်ဟာဥရောပမှာအကောင်းဆုံးခံစည်းကိုကျွန်တော်ပိုင်ဆိုင်ထားတာပဲဒါပြီးဒီဒီနေ့ကစားသွားတာကျွန်တော်အမှန်တကယ်ပထမပိုင်းမှာဆိုရုံးကန်နေရရုံးကန်နေရသေးတယ်ဆိုတာအက်တလတီကိုရဲ့ဘက်ကလည်းဂူမပြရသေးတော့သူတို့လည်းပဲဘာမှန်းဟိုအလော်ဒကြီးနဲ့ကစားစရာမလိုဘူးပေါ့နော်မလိုတော့အေးအေးဆေးဆေးပဲကျွန်တော်သွားနေတာဗျာနော်အဲ့လိုအဲ့လိုမျိုးသွားနေတာ အဲ့မျိုးအာစနယ်ရဲ့ဘက်ကဒီချက်ပါတော့အဇီရဲ့ကန်ချက်တီးတို့နော်ဒီဖလက်ဖြစ်ပြီးတော့ဘာနဲ့မှန်တာမျိုးတွေတို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲဘယ်လိုပြောမလဲဒီစာကာရိုကံမှုကျူးပန်းတာမျိုးတွေမာတင်လေလိုကံမှုကျူးပန်းတာမျိုးတွေဒီလိုလုံးနေရှိခဲ့တယ်နော်ဒါပေမဲ့လို့အများကြီးအန်ရယ်များပါတယ်ဆိုတော့လောကခက်ရှားရှားဒုတိယပိုင်းအဲ့ဒီဂါဘရီယယ်ရဲ့ဆက်ပီးစ်ကနေပြီးတော့ခေါင်းတိုက်သွင်းတဲ့အလုံးပွင့်သွားပြီးတဲ့နောက်မှာအက်တလက်တီကိုအကုန်ဖီဘူဖေးရီဖြစ်ကုန်တာတကယ်တမ်းကဒါဟာကျွန်တော်မြင်နေကြအက်တလက်တီကိုမဟုတ်ဘူးနော်ဒါပေမဲ့ကုလူတို့ကအကုန်ဖီဘူဖေးရီကျွန်တော်ဖြစ်ကုန်တာ ဆိုတော့အဲ့ဒီနောက်မှာအာဆနယ်ကတောင်းလျှောက်ဆိုသူတို့ဆက်ပီးစ်တီကနေထပ်ပြီးတော့ဂိုးသွင်းနေเนาะအဲ့ဒီမာတီနယ်လီတို့ပါလို့ဂိုးသွင်းနေအဲ့ဒီမာတီနယ်လီသွင်းနေလို့ဆိုရင်စကယ်လီပေါ့เนาะမမရဆိုလို့ရှိရင်တော့ဟိုထပါတော့နူနူမန်ဒက်စ်ပေါ့ဘာစီလိုနာနဲ့ပွဲမှာအတူတော့မတူဘူးဘာလို့လဲမဲ့နူနူမန်ဒက်စ်ဘာစီလိုနာကို1 2နဲ့နိုင်နေပြီးခဲ့တဲ့ပွဲစဉ်ချန်ပီယံစ်ပွဲစဉ်နှစ်ကပွဲမှာမန်ဒက်စ်ပြီးသွားတဲ့အလုံးဆိုလို့ရှိရင်ဘလောက်ကောင်းလဲကျွန်တော်တွေးတဲ့အတိုင်းပဲအခုလက်ရှိလူးဝစ်စကယ်လီဆိုရဲအဲ့လိုပဲ လူးစကယ်လီအဲ့ဒီကျွန်တော်တို့ပြေးသွားတဲ့အလုံးမှာဆိုရင်သူ့ရဲ့ဘောလုံးလက်ခံတဲ့ပုံစံကိုကျွန်တော်ကြည့်ဗျာဘယ်လိုပြောမလဲသူဇူဘမင်ဒီစီကနေလား right စီကနေလားမသိဘူးသူဘောလုံးလက်ခံမလို့တဲ့ချိန်မှာအက်တလတီကိုရဲ့နောက်မှာသူ့နောက်မှာအက်တလတီကိုကစားမတစ်ယောက်ရှိတယ်သူ့ရှိမှာနှစ်ယောက်လားမသိဘူးကျွန်တော်ရှိတယ်အဲ့ဒီလက်ခံမလို့လဲတဲ့ချိန်မှာသူ့ရဲ့ body အနေထားကိုကျွန်တော်ကြည့်သူတစ်ချက်နောက်ကိုစကင်လုပ်လိုက်တယ်ဘောဒီဘောလုံးလက်ခံဖို့သူ့ရဲ့ body အနေထားကိုကျွန်တော်ကြည့်ရင် ဘောလုံးထိပြီးတာနဲ့သူကနောက်ပြန်သွားမယ့်ပုံစံမျိုးလုပ်ထားတာဒါကိုအက်တလက်တီကိုကစားမကကျွန်တော်ထင်ပါတယ်ဘာရီယိုစ်လားမသိဘူးနော်ဘာရီယိုစ်လားလိုရန်ဒီလားမသိဘူးဒီဘက်သွားမယ့်အထင်နဲ့တစ်ချက်ရင်းလိုက်တဲ့အနေထားမှာချက်ချင်းဆိုသူတို့သူ့အနေနဲ့ဘောလုံးထိပြီးတော့ရှေ့ကိုပြေးသွားတာပြေးတဲ့ပုံစံကလည်းသူကအရင်မြန်တဲ့ကစားမမဟုတ်ဘူးဒါပေမဲ့ဟိုစကယ်လီမှာကောင်းတာတကူကဘာလဲဆိုတော့သူ့ရဲ့ body ကိုဒီကောင်ကကောင်းကောင်းအတုံးချတတ်တဲ့တဲ့မှာပါတယ်ဗျာပြောရင် body ကိုအတုံးပြပြီးတော့ကစားတယ်နော်နောက်ကနေပြီးတော့လာတယ်ဆိုရင် မင်းမှရွေးချယ်ကြမရှိဘူးဒီကောင်စီကဘောလုံးရဖို့ဆိုရင်ဖောင်းမယ်ဘာလို့လဲဆိုတော့လူတဲ့ကစားမတယောက်ရဲ့ရှိမှာစကယ်လီကကျွန်တော်ပြောပြောရင်ဘောလုံးနဲ့ပြိုင်ဘက်ကစားမရဲ့ဂျာထဲမှာစကယ်လီတယောက်ရှိနေတယ်ဗျာဆိုတော့အဲ့ဒီကစားမကဒီတိုင်းလက်လွတ်ပေးလွတ်ပေးလွတ်မပေးလို့ဘောလုံးရဖို့အတွက်ကြိုးပမ်းမယ်ဆိုရင်ဖောင်းပေါ့ဒါပဲရှိကြကျွန်တော်ရွေးချယ်ကြမရှိဘူးအဲ့တော့ဖောင်းမှာဆိုလို့ဂဲလေဟာတို့ဘာလို့အနေနဲ့ပေါ့နော်နောက်ကနေအရင်မတူတဲ့အနေထားမှာသူ့ဘော်ဒီကိုကောင်းကောင်းအသုံးပြုတဲ့သူကစားသွားတာအက်တလက်တီကိုမက်ဒရစ်ကစားမတွေနှစ်ယောက်သုံးယောက်နောက်ကနေလိုက်တာမရဘူးပြီးလည်းပြီးရောကျွန်တော်အနေနဲ့ပေါ့နော် စကယ်လီယက်ရှိမှာခန်းစစ်နှစ်ယောက်ရှိမယ်ဒီဘက်ချမ်းမှာမာတီနယ်လီရှိမယ်ဆိုတော့အက်တလတီကိုမက်ဒရစ်ခန်းစစ်ကစားမားတွေနှစ်ယောက်ကအဓိကသူတို့ရဲ့ priority ဒီ central zone နဲ့ကိုဘောလုံးဝင်မလာဘူးဒါကတော့ဒါလုံးဝ basic defending ပေါ့ဗျာเนาะသူဒီ central zone နဲ့ကိုဘောလုံးဝင်မလာဘူးဆိုတဲ့အနေထားအယုံဆိုင်နေတော့မှာမာတီနယ်လီကိုခင်းပစ်လိုက်တယ်မာတီနယ်လီရဲ့လေကန်ချက်ကတော်တော်ကောင်းတယ်ပုံမှန်အဖြစ်ထောင်ခံတဲ့ကောင်ကအမင်း oplet လို့ကိုသမားမျိုးကိုအသားလေးဝိဝိုင်သွင်းသွားတယ်လို့ဘာလို့လာတာပြောပြရင် scale ရဲ့ scale ဖန်တီးပေးထားတဲ့အလုံးမှာကပေါ့เนาะ တတော်ကိုကောင်းတာဗျာ तू ပြေးသွားတဲ့အရာတွေမဟုတ်ပဲ तू ပြေးသွားတယ်ဆိုတဲ့ပုံစံအားလုံးသိပါလားစကယ်လီပါမြင်းတဲ့ကစားမမျိုးမှာမဟုတ်တယ်နောက်တစ်ခါကသူ့ရဲ့အသက်အရွယ်ကိုတတော်ကြည့်ရင်ဒီအသက်အရွယ်နဲ့ဒီလိုလုံနိုင်ဖို့ဒီလိုလုံနိုင်တဲ့ confidence ရှိဖို့ဒီလိုကစားပြဖို့ဆိုတဲ့မျိုးကမလွယ်ဘူးလေကျွန်တော်စကယ်လီစီမှာဘောလုံးရသွားပြီဆိုလို့ရှိရင်ပြန်ရဖို့ခက်တယ်ဆိုတာကောင်လေးကဘယ်လိုပြောမလဲသူ့ body ကိုကောင်းကောင်းအသုံးချပြီးတော့ကစားတယ်လို့ပဲဘောလုံးကို protect လုပ်ပြီးတော့ကစားတာမျိုးကပေါ့နော်အဲအဲဒါကြောင့်စကယ်လီရဲ့လုံကတော့တော်တော်ကိုကောင်းနေတယ်မှာပါတယ် ဆိုအာဆင်နယ်တသင်းလုံးအနေနဲ့ကျွန်တော်တို့ကြည့်ရင်เนาะတိုက်စစ်ခံစစ်ကျွန်တော်တို့ဒါနောက်တန်းဘူးသူမှာဘာမှကိုပြောစရာမလိုဒီကောင်းတာကြီးကလုံလုံမူလာဒီဒီနေ့ကတကယ်ကောင်းတာဒီနေ့ကတကယ်ပြီးရင်လည်းပဲ Victor Yokres ကလည်း Premier League မှာဂိုးတွေမရပဲယုံကင်နေရတယ်သူအခုဂိုးတွေပါတယ်ကျွန်တော်ရတယ်ဒါကစားမိုင်း confidence ကိုပို့ပြီးတော့မြင့်စေလိမ့်မယ်လို့ထင်တယ်ဗောနော်ဒါဒီတိုင်းကျွန်တော်တို့ဒါနှစ်ဂိုးရတယ်ဆိုတော့ Champions League မှာနှစ်ဂိုးသွင်းမှုကမလွယ်ဘူးဗောနော်နှစ်ဂိုးတွေပါတယ်ရတယ်ဆိုတော့တော်တော်ကောင်းတဲ့အနေအထားမျိုးပါ ဆိုတော့အာဆင်နယ်ကတော့လေဂိုကူမရှိဆိုတဲ့ရလနဲ့ statement results ကိုကျွန်တော်တို့ကအက်တလက်တီကိုမထွက်လို့အသင်းမျိုးကိုအနိုင်ယူပြီးတော့ယူပြထားတယ်။ဆိုညီကလူနေနေရောဒီ performance နဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲ။ဆွေးနွေးကြပါဦးဆိုတော့နောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။ channel လေးကို subscribe နဲ့တူဆိုလို့ခြင်းနဲ့ပဲနှိပ်ပြီးတော့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးပါ။